နောက်တစ်ခါမှမြတ်စွာဘုရားကဟိမွန်ဒာတောင်ချင်းရဲ့မှာတပါးတဲ့တရင်သုံးရင်းနဲ့စဉ်းစားတယ်။ဘာစဉ်းစားတော့ဆိုတော့အော်ဟောဒီလောကကြီးကိုတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလား။အဲ့ဒီတုန်းကလူတွေဟာအလွန်တရာမှနော်ဆင်းရဲကြတယ်ပြင်းမှန်းကြတယ်ဒါကိုတနာကျင်တာလို့မြတ်စွာဘုရားအဲ့လိုစဉ်းစားတဲ့အခါမှာမနက်ကမြတ်စွာဘုရားစဉ်းစားတာကိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုအနှောက်အယှက်ပေးလို့တဲ့သဘောနဲ့ရောက်လာတယ်။ ရောက်လာပြီးတော့ဘာပြောတော့ဆိုတော့မြတ်စွာဘုရားတော့လောကကြီးကိုမြတ်စွာဘုရားအုပ်ချုပ်တော်မူပါဒီလူလောကကြီးကိုအုပ်ချုပ်မင်းလုပ်တော်မူပါဒါဆိုရင်တပည့်တော်လည်းပံ့ပိုးပါမယ်မြတ်စွာဘုရားဘယ်ရင်လုံးမယ်ဆိုလို့ရှိရင်မိလျော့စရာအကြောင်းတရားတွေအလွန်များလို့မြတ်စွာဘုရားကိုနှောက်ယှက်နေလိမ့်မယ်လို့သူကအဲ့ဒါလိုယုံကြည်မှုနဲ့မြတ်စွာဘုရားကိုကြောက်ချလို့တဲ့သဘောနဲ့လာပြောတာပါအဲ့တော့မြတ်စွာဘုရားဘာပြောလို့ဆိုတော့ မနာတဲ့ဘလို့အနေထားကိုမြင်လို့ငါ့ကိုဒီစကားလာလျှောက်တာတော့အဲ့တော့မနတ်ကမြတ်စွာဘုရားအဋ္ဌိပတ်ကြီး၄ပါးကိုအစွန်းစွန်ရောက်အောင်ပွားများထားပြီးသားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအလိုရှိမယ်ဆိုရင်ဟောဒီဟိမန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လှုပ်လိုက်ဟိမန္တာတောင်ကြီးကရွှေဖြစ်သွားမှာပေါ့နော်ဒီလိုအစွန်းတတိနဲ့ပြည်စုံတာကိုမြင်တဲ့အတွက်ကြောင့်ဒီလောကကိုမြတ်စွာဘုရားအုပ်ချုပ်တော်မူပါလို့တပည့်တော်လျှောက်တာပါ အဲ့လိုလျှောက်တော့မြတ်စွာဘုရားဘာမင်းရှိတော့မှန်တတ်တယ်။ဟိုဟိမွန်တာတောင်ကြီးကိုရွှေဖြစ်စီဆိုရင်ရွှေဖြစ်သွားမှာဟုတ်သေးတယ်။ဒါပေမဲ့ဟိမွန်တာတောင်ကြီးနှလုံးစာလောက်ရွှေဖြစ်စီဆိုပြီးတော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်ဝအောင်လုပ်မယ်ဆိုရင်တော့အဲ့ဒီလူတယောက်ရဲ့အလိုဆန္ဒဟာပြည့်မှာမဟုတ်ဘူးလေ။ဆိုတာကနော်လူတွေကိုနော်ဆန္ဒတွေပြည့်ဝပြီးတော့တကယ်ချမ်းသာသွားအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့။ဆိုလိုတာက စစ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်သူတို့လူချင်းသားတွေကိုရအောင်လှုပ်ပေးလိုက်ုံမျှနဲ့ပြီးမသွားဘူးပေါ့သဘောပေါက်လားမသိဘူးအဟိမွန်တာတောင်းကြီးနှလုံးစာလောက်ရွှေအဖြစ်ကိုလှုပ်ပြီးတော့ပြီးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်စည်အောင်မှမဟုတ်ဘူးတဲ့ဒါကြောင့်ဘဝမှာတကယ်ချမ်းသာခြင်းနဲ့ဆိုရင်အခုပြောတဲ့တရားတွေပြည့်စုံဖို့လိုတယ်ဆိုပြီးတော့ညက်စွာဘုရားတရား၁၂မျိုးဟောတာရှိအဲ့ဒါဘုံတို့ဒုက္ခ၁၂ပါးဆိုတော့ဟောတာရှိတယ်လွန်သဘောကျတော့ အဋ္ဌမိဇာတမိဒုက္ခန္တာယတုဋ္ထိဒုက္ခယဣတ္တိတရေနပုံညာဒုက္ခဇီဝိတသင်္ခံပိတပ္ပတဒုက္ခတဒုက္ခပါဟနံပထမကထာလေးအဋ္ဌမိဇာတမိဒုက္ခန္တာယအမှုကိစ္စကြီးငယ်အကြောင်းကိစ္စတစုံတရာကျုံလာပြီဆိုရင်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်တဲ့ဟောဘောမှာတကယ်ချမ်းသာရင်လို့ရှိရင်ဘုံတို့မိဆွေကောင်းအရင်ရှိဖို့လိုတယ်နော်တုဋ္ထိဒုက္ခယဣတ္တိတရေနံ ယာတတမယဖြင့်ရောင်ရဲတင်းတိမ်ကျင့်တဲ့နှစ်သက်နိုင်ခြင်းဟာအဲ့ဒါချမ်းသာခြင်းတရားဖြစ်တယ်ဟောဒုတိယဘဝဆိုတာကအခက်အခဲကြမှာရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်မိကောင်းဆွေကောင်းရဲ့အကူအညီဟာမဖြစ်မနေတကွေးမဟုတ်တကွေးလိုတတ်တယ်။ဒါကြောင့်မြတ်စွာဘုရားအရေးကြုံလာရင်မိတ်ဆွေရှိမှချမ်းသာမယ်လို့ပြောတာ။နောက်တတဝရရဲ့စိတ်ဆိုတာနော်လိုချင်မဲ့မောမှုနဲ့ပဲရှင်သန်နေကြတာ။ဘာရလို့မအားရတဲ့ကျင့်တဲ့ဆိုတာရှိတာမဟုတ်ဘူး။ ဒါကြောင့်ဒီလောဘထဲမှာနေနေကြတဲ့တတ္တဝါတွေကလောဘအလိုလိုက်နေဘယ်တော့မှသူတို့ဟာငြင်းအေးမှုချမ်းသာကိုရနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရောင်ရဲတင်းတိမ်မှုနဲ့လောဘကိုထိန်းနိုင်သိမ်းနိုင်မှဒီလူချမ်းသာမယ်လို့ဒုတိယချမ်းသာကိုဆက်ဟောတာလင်းနေတဲ့ဘုံတို့တွေးစရာတွေရှိရနော်ပုံညာဒုက္ခဇီဝိတသင်္ခယံပြီးဟောတတိယချမ်းသာကျတော့ဘာပြောတော့သေဂာနိခါကာလမှာ ကောင်းမှုရှိမှတနည်းအားဖြင့်ကောင်းတဲ့စိတ်ကလေးနဲ့ကုသိုလ်စိတ်ကလေးနဲ့ပေနိုင်မှဒီလူချမ်းသာမေးတဲ့ဟုတ်တယ်ဘဝကနေုံနေရမှာမဟုတ်သေလဲသေကြရပုံမှာဒါကြောင့်နေစဉ်အခါမှာချမ်းသာရုံမြနဲ့မပြည့်စုံသေးတဲ့အတွက်ကြောင့်သေကြပေါ့ဖြည့်ရှင်းရမယ့်ပြဿနာအခက်အခဲဖြစ်တဲ့သေခြင်းတရားကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူဖြည့်ရှင်းနိုင်ရင်လည်းဆိုရင်ကောင်းမှုပြုထားဖို့လိုတယ်တနည်းအားဖြင့်သေကံဒီမှာကောင်းတဲ့စိတ်နဲ့ပေနိုင်ဖို့လိုတယ်ပေါ့အဋ္ဌံမီ သာတမိဒုက္ခတာယဒုဋ္ဌိဒုက္ခယဣတိတိတေနပုံဉ္ဇဒုက္ခဇီဝိတသင်္ခံပိသဗ္ဗတဒုက္ခတဒုက္ခပါဏဟောလေးခုမြောက်ချမ်းသာကြတော့ဘာပြောတော့ဘဝဟာဆင်းရဲခြင်းမျှသာဖြစ်တဲ့အတွက်ကြောင့်ဒီဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားမှသာလင်ချမ်းသာလိမ့်မယ်တဲ့အဲချမ်းသာလေးပါဆိုပြီးတော့ဘုံအဲ့ဒီကာထာလေးကိုခြေခံပြီးတော့အရာတဘုဟောတာတယ်လည်းရှိတယ်ဟုတ်လားလူဘဝမှာပြည်စုံလုံးလို့အဲ့ဒီကာထာလေးတဘုထဲနေနော်အခက်အခဲကြမှာရှင်သန်ရတဲ့လူတွေအတွက် ော့အရေးကြုံလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်။နော်လောဘနဲ့ကြီးအမြဲနေနေလို့ငြိမ်းမှအေးမှမဟုတ်ဒီလောဘကိုရှောင်ရဲတင်းတင်းမှုနဲ့ထိမ့်သိမ့်နိုင်မှဒီလိုချမ်းသာလိမ့်မယ်။နော်တည်ခြင်းတရားကိုတေချာပေါ့ဘုန်းတို့ရင်ဆိုင်ကြရအောင်မှဖြစ်တဲ့အတွက်ကြောင့်အရေးပါတဲ့ဒီတည်ခြင်းတရားနဲ့တွေ့တဲ့အခါမှာနော်ချမ်းချမ်းသာသာဖြစ်စီဖို့နော်တည်ခြင်းတရားနဲ့တွေ့လာရင်ဆင်းရဲတဲ့တတ္တဝါပဲများတာ哦။ဘာဖြစ်လို့လဲ။ဘဝကိုစွန့်ကျင်မှုလေ။ကိုမစွန့်ကျင်တဲ့ဘဝကပြတ်တော့မယ်။ ပုံမှန်အတိုင်းဆိုရင်ဒီအခြေအနေကစိတ်ချမ်းသာတဲ့အကောင်းတဲ့အခြေအနေပဲဟုတ်မလို့ဒါကြောင့်တေးတယ်ဆိုတာလူတွေကရင်ဆိုင်ဖို့မပြောနဲ့ကြားတော့မကြားချင်ဘူးတေးတေးတယ်ဆိုတဲ့စကားလုံးပေါ့ကိုယ်တေးတာမှမဟုတ်သူများတေးတာလည်းပဲမကြားချင်ဘူးမကြည့်ချင်ဘူးဒီသဘောနော်တေးရမယ့်ဘဝကိုရထားပါလျှက်ကင်းနေတေးခြင်းတရားကိုဖုံဖုံတို့တို့ကညံနေရှင်ပြီးတော့ကြောက်တာမဟုတ်ဘလိုင်းကြောက်နေတာတွေအများကြီးမရှိဘူးလားရှိတယ်ဒီနေ့မှလူသေးကောင်တယောက်လဲနေမယ်ဆိုရင်ဘလို့နေမလို့ပုံမှန်အဖြစ်တာမန်လူတွေကထိတ်လန့်တဲ့စိတ်ပဲအရင်ဖြစ်မယ် ဟုတ်တယ်မဟုတ်လားသေးတာကိုသူများသေးတာတောင်းကြောက်တယ်ပေါ့နော်ကိုယ်တိုင်သေးရမယ်ဆိုရင်ဘယ်လိုနေမှာတော့ဒီသဘောဟုတ်လားဒါကြောင့်သေခြင်းတရားနဲ့တွေ့တဲ့အခါမှာဒါဆိတ်ချမ်းသာတဲ့ကိစ္စတခုမဟုတ်ဘူးပုံမှန်အားဖြင့်ဒါကြောင့်အများစုကသေခြင်းတရားနဲ့တွေ့ရင်စိတ်ဆင်းရဲပြီးတော့ပဲသေကြတာပဲများတယ်ဒါကြောင့်သေပြီးရင်ယုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတဝါပဲများတယ်ဘလောက်ထိများတယ်ထင်လဲဟမ်လက်သေးပြားပေါ်မှာမြင်မှုအနှဲငယ်တင်ပြီးမြတ်စွာဘုရား သေးပြီးတဲ့နောက်ကောင်းရမြတ်ရရောက်တဲ့တတ္တဝါဒီလက်သေးပြားပေါ်မှာရှိတဲ့မြေမုံလောက်ပဲရှိတယ်။ယုံညံ့တဲ့ဘဝရောက်သွားတဲ့တတ္တဝါမဟာပထမကြီးမှာရှိတဲ့မြေမုံလောက်များတယ်လို့နခတိခသုတ်တာအထင်ရှားဟောတာ။ဘာလို့အဲ့လိုဖြစ်ရတာတော့ဆင်းရဲပြီးတော့တေကြလို့ပေါ့။ဘာဆင်းရဲတာတော့စိတ်ဆင်းရဲတာ။ဟုတ်လားစိတ်ဆင်းရဲပြီးတော့တေကြတာ။ဘာလို့စိတ်ဆင်းရဲပြီးတေရတာတော့ကောင်းတဲ့စိတ်နဲ့မတေနိုင်လို့ပေါ့။ဟုတ်လား ဒါကြောင့်မြတ်စွာဘုရားတည်ခြင်းဆင်းရဲကိုဘုံဘုံတို့အစဉ်ပြေပြေဖြည့်ရှင်းနိုင်ဖို့အတွက်ကောင်းမှုလိုတယ်။နှုတ်သေးကနီးမှာကောင်းတဲ့စိတ်ကလေးနဲ့တည်နိုင်ဖို့အတွက်မသေးငါးစားကောင်းတဲ့စိတ်တွေကိုအလေးအလာအထုံးနဲ့များသွားအောင်လေ့ကျင့်ထားဖို့လိုတယ်ဆိုတာပြောတာ။ဟုတ်လား။ဒါကဘုံဘုံတို့နေစဉ်အခါမှာလိုအပ်တဲ့ချမ်းသာနှမျိုးရယ်တည်တဲ့အခါမှာလိုအပ်တဲ့ချမ်းသာတမျိုးရယ်သုံးမျိုးရှိပြီနော်။ဟုတ်ပြီ။ချမ်းချမ်းသာသာတည်ရတယ်နောက်ဘဝရောက်တယ်နောက်ဘဝရောက်လည်းတည်ရမှာပဲ။ ဘဝဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်မွေးတယ်သေးတယ်မွေးတယ်သေးတယ်ဒီတိုင်းကြီးဆက်သွားနေတာကိုကောင်းသလားဟောအဲ့ဒါလည်းကောင်းတဲ့ကိစ္စမဟုတ်ဒါကြောင့်မြတ်စွာဘုရားတပ္ပတ္တဒုက္ခတဒုက္ခပါဏအေးဒီဒုက္ခတွေကတော့အလုံးစုံပယ်လိုက်နိုင်မှပဲချမ်းသာမယ်လို့ပြောတာဘာပြောတာလဲဒါဘဝတကယ်ကိုလွတ်မြောက်သွားမှချမ်းသာမယ်လို့ပြောတာဒါလေးခုမြောက်ချမ်းသာနော်ဒါကြောင့်တရားဘာကြောင့်အတဝရလဲလို့မေးရင်အဓိကဘုံတို့ရဲ့အကြောင်းပြချက်အရှိတဲ့အကြောင်းပြချက်ကဘာလဲ နှစ်ဘဝဒုက္ခကလွတ်မြောက်ဖို့ဟုတ်လား